မ္မထမ်းဆိုတာကမ္မဆိုတာအလုတ်ထမ်းဆိုတာဌာနအလုတ်လုတ်တဲ့နေရာအလုတ်လုတ်ပြီဆိုနေရာရှိမှအလုတ်လုတ်လို့ရတယ်။ဒါလောကမှာအလုတ်လုတ်ပြီဆိုရင်ဘာဖြစ်လို့အလုတ်လုတ်လဲလို့မင်းသူစီးပွားရှာဖို့ရတဲ့ဘဝပဋိယတနာဝန်းစာရေးအတွက်အထောက်အပံ့ဖြစ်ဖို့အတွက်သူအလုတ်လုတ်ရတာ။ တနည်းအားဖြင့်ပြောမယ်ဆိုရင်မိမိရဲ့ခန္ဓာဒုက္ခကြီးဆင်းရဲမှုမှာဖြေပြောင်းနိုင်အောင်လို့ငြိမ်းချမ်းမှုရအောင်လို့ဒီအတွက်အလုပ်လုပ်ရတာအလုပ်မလုပ်တဲ့ပုံကပူပူရရတတ်တော်မှန်သမျှအလုပ်မလုပ်လို့မရဘူးအဲ့တော့အလုပ်လုပ်တာကိုအလုပ်လုပ်လို့အလုပ်လုပ်ဖို့အတွက်တရားဌာနကိုကာမဌာနလို့ခေါ်တာကမ္မထံလေလုပ်တဲ့ပုံကသူ့ရဲ့လေသည်ကမ္မထံပဲအဲ့ကမ္မထံထဲမှာတရားပါလား ဲကမ္မထမ်းဆိုတာလည်းတချို့ကတရားဆိုရတယ်တွေ့တာတရားတဲ့ကမ္မထမ်းရှိတယ်မတရားတဲ့ကမ္မထမ်းရှိတယ်ဖဲရိုက်တဲ့နေရာဒါဖဲကမ္မထမ်းပဲမတရားတဲ့နေရာပဲပေါ့အလုံးလုံးဖို့အတွက်မိမိအလုံးလုံးရန်တီးတဲ့နေရာဈေးရောက်တဲ့လူကဈေးဆိုင်ရသူ့တဲ့စီးပွားရှာတယ်ပတ်စံရဖို့ရှာတဲ့တရားဌာနသင်္นานကြောင့်ဖွင့်တဲ့လူကလည်းသူ့ရဲ့နေရာကကျောင်းနေရာက သူ့စီးပွားရဖို့အတွက်ရှာတဲ့တရားဌာန အဲ့လိုတရားဌာနကိုကမ္မထမ်းလို့ခေါ်တယ်အဲ့တော့လောကမှာအလုံးလောက်တာလေလောက်တဲ့လူရဲ့ခုနစိတ်ရောအလုံးရောနဲ့ကုမ္ပဏီထူထောင်တဲ့လူရဲ့ဈေးရောက်တဲ့လူရဲ့စိုက်ကားသမားရဲ့တူပါမလားသို့တော်လည်းပဲဘာတူသလဲတဲ့အဲပတ်စံရဖို့တော့တူတယ်ဒီပတ်စံမရလို့ရှိရင်မိမိခန္ဓာရဲ့ငြိမ်းချမ်းကြောင်းအထောက်အပံ့မဖြစ်နိုင်ဘူးတဲ့ဒါကပတ်စံရမှဖြစ်မှာ ပတ်စံရှာတာတော့အတူတူပါပဲပတ်စံရဖို့ကတော့အတူတူပါပဲအဲ့တော့အလုတ်လုတ်တဲ့ဆိုတာဒီပတ်စံရဖို့အလုတ်အဲအဆင့်တန်းပေါ်မှာမူတည်ပြီးတော့ဝင်ငွေအဆင့်တန်းกว่าသွားတယ်တော့စေးရစေးစပွဲမှာလောက်ရတယ်ရုံးအုပ်ကရုံးအုပ်စပွဲမှာထိုင်ရတယ်မန်နေဂျာကမန်နေဂျာနေရာမှာထိုင်ရတယ်အဆင့်တန်းချင်းတော့မတူဘူးအလုတ်လုတ်တဲ့နေရာ အလုံးလုံးတဲ့နေရာလို့ပြောတာတော့တူပါတယ်တဲ့နေရာရဲ့အရေးသွေးပေါ်မှာမူတည်ပြီးတော့အစင်တန်းနေကွာတယ်အစင်တန်းကွာတဲ့အတွက်ကြောင့်ဝင်ငွေအနေများကွာတယ်အလုံးကတော့ဝင်ငွေရာပတ်စံရဖို့တော့တူတယ်အခုလဲဒီလိုပဲတဲ့တရားရှာမယ်တရားရှာမယ်ဆိုတော့မတရားဖို့တရားချမ်းသာဖို့မချမ်းသာဖို့ချမ်းသာနိဗ္ဗာန်ချမ်းသာရဖို့ဇန်ချမ်းသာရဖို့အတွက်ရှာဖို့အတွက်တရားတွေလိုပါတယ်တဲ့ အိုက်တရားသည်ကမ္မထမ်းပဲအိုက်တရားဌာနကိုကမ္မဌာနလို့ခေါ်တော့ဒါပေမဲ့ဇံအတွက်တည်တဲ့ဌာနက40ရှိဇံအတွက်တရားဌာနဘယ်လောက်ရှိလဲအဲ့ဒါကတိုင်းပညာအာယုံ40ရှိတယ်ဝိပဿနာအတွက်တရားဌာနက၄ဌာနရှိကာယရုပ်အပေါင်းစုပေါ်မှာ မချမ်းသာဖူချမ်းသာရဖို့ရှားဖို့ဝေဒနာတတိပဌံဝေဒနာဌာနအဲ့ဒီနေရာမှာနော်လက္ခဏာ၃ပါးနဲ့ကိလေသာသပြီးတော့ငြင်းချမ်းရရဖို့စိတ်ပေါ်မှာဓမ္မယုံပေါ်မှာဓမ္မတတိပဌံဆိုတာဓမ္မယုံကိုပြောတာကာယဆိုတာရုပ်ကိုပြောတာရုပ်အပေါင်းစုကိုပြောတာဝေဒနာဆိုတာခံစားမှုနာမ်အပေါင်းစုကိုပြောတာစိတ်တတတိပဌံဆိုစိတ်အပေါင်းစုကိုပြောတာ ဓမ္မတတိပဋ္ဌာန်ဆိုတာဓမ္မယုံကိုပြောတာယောဂီတို့ဓမ္မယုံမြင်ဘူးလားဟွန်းဒီမှာငေါတို့ကြည့်ထိုင်နေဒါဓမ္မယုံမဟုတ်ပြပညာဓမ္မယုံကြီးဓမ္မဓမ္မယုံကယောဂီတို့ညအိတ်တော်အိမ်မက်ထဲမှာကားရီနဲ့စီးကြတငယ်ချင်းနေနဲ့သွားကြတော်တယ်သွားကြရည်ဒီကူးကြမရှိဘူးလားအဲ့ဒါဓမ္မယုံနေလို့ခေါ်တယ်မနောဒွါရမှာရှိတဲ့စိတ်ထဲမှာတွေးထင်လို့ပေါ်လာတဲ့အာယုံတွေကို ဓမ္မယုံလို့ခေါ်တယ်အဲဒါရှုစရာကောင်းမသွားဘူးလားကာယအပေါင်းစုဝေဒနာအပေါင်းစုစိတ်အပေါင်းစုကာယဝေဒနာ စိတ်ပေါင်းရင်ခန္ဓာ၅ပါးနော်ပြစ္ဆုတ်ပံတရားတွေဓမ္မယုံဆိုတာစိတ်ထဲမှာတွေးထင်တာသာကြောင့်တွေးလိအဲသာအာယုံစိတ်ထဲမှာတွေးတဲ့အာယုံပြစ္ဆုတ်ပံတော့သာတော့မမြင်ရဘူးကိုကိုယ်သာကြောင့်တွေးတယ်တွေးနေတဲ့သားရဲ့အာယုံဟာအဲ့ဒါဓမ္မယုံအဲ့ဒါကြတော့မဟာသောတာပန်တက်မဲ့ ဘလဝဝိပဿနာပုဂ္ဂိုလ်တွေကြတော့မြင်ရတယ်။ယောဂီတို့အိမ်မက်မက်နေတာကိုတော့သိတယ်။ငါဒါအိမ်မက်ကြီးပဲလို့ပြန်မြင်လား။အဲဟုတ်ပြီ။မဟာဝိပဿနာပုဂ္ဂိုလ်တွေကြတော့မြင်တယ်။မိမိရဲ့ဓမ္မယုံထဲမှာစေတမဘောတဲ့ဓမ္မယုံတွေကိုလက်ထဲတင်ကြည့်တယ်လို့မြင်တယ်။